အလုံးမဲမင်္ဂလာပါရှင်ဒီနေ့ဖက်ပြမှာတော့စာရေးသူရေရှမ်းရေး area ပြင်ပရောက်တဲ့အခါဆွေရဝိတ္ထုတူပဲဖြစ်ပါတယ်ရှင် ဈေးဆိုင်လေးတင်ပြီးဒါရေဝင်းနာဤကြောင်းဝိစုံများကိုမိဖို့တိုက်ရင်နေရက်ကနာရီစီဖြက်ခနေကြည့်လိုက်တော့၁၇နာရီထိုးလူပြီးစပွဲပေါ်ရှိလက်ကင်ဖုံးလေးကိုလှမ်းဆွဲပြီးအနီးဆုံးမှထားလိုက်သည်အရင်ခောက်တွေတုန်းကည၁၀နာရီကျော်လောက်မှ ဖုံးစစ်နေကြဒီတစ်ခါနောက်ဆုံးနေရာနေလိုက်ရလို့ညှိနှက်သွားလေသလားသူမဘက်ကစားပြီးအရင်ဆက်လိုက်ဖို့စိတ်ကူးကိုပြန်ဖြတ်လိုက်သည် ညနေတုန်းကသူသူမစီ ဖုံးဆက်သေးသည်သူရောက်နေတဲ့မြို့ကလေးအကြောင်းကိုတဖွဲ့တနှဲ့ပြောနေသေးသည်လေရင်ကွင်းကြီးတွေဆောက်လိုက်တော့မြို့ကလေးဝင်းကျင်ကလေတွေသိမ့်ခင်ရတာမြို့ဆောင်လမ်းကြောင်းမြို့ကလေးကတီးကျဖြစ်သွားရတာတွေကိုဖုံးကလေးငွေကုန်သွားလောက်အောင်ဒရဆက်ပြောသွားတာကူရောဖုံးဆက်ဖို့မိနေတာလားဒါလည်းမဖြစ်နိုင် သူဘယ်တော့မှဖုံးဆက်ဖို့မပြက်ကွက်တာပဲကို ။မနေညာကပဲသူ့လှည့်ပြီးတော့ဖုံးဆက်တာကိုပြန်ချရောက်နေမိသေးတယ်။ဟေးကို့လှည့်ပြီးပြီကွာ။အားရစရာပဲတအားကောင်းနေ။အကိုကနံပါတ်2လေ။မနေ့မှထက်ဆက်မယ်နော်။အိတ်တော့ခွန်းနိုင်။ဒီညာနောက်ဆုံးနေရာရလို့လား။ဒါဆိုည7ကြော်လောက်မှဖုံးခေါ်မလားမသိသူတို့မှစီကင်းလေးရှိသည် အားလုံးအပြန့်အလှန်လေးစားမှုခေါ်လိမ့်မလား တယောက်ကိုတယောက်ပြန်လဲအားပေးကြသည်လက်ခုပ်တီးစရာလဲတီးရည်စရာရှိတော့လဲပြိတက်နှင့်အတူရောရည်အောက်ကနေစင်ပေါ်ကဆရာကို လက်မထောင်ပြလက်ကင်ဖုံးလေးတွေကိုတော့ပိတ်ထားတတ်ကြသည်ဒါမှလဲအနောက်ရှိကင်းမှမဟုတ်လားဖုံးလေးတော်တော်များများကင်လာကြတာကောင်းပေမဲ့ဖုံးရင်ကြည့်မှုကို နားလေသူ အတော်နေနေသေးသည်ပြီးခဲ့တဲ့လကရက်ွက်ဓမာယုံမှလုတ်တဲ့တရားပွဲမှာ တရားပြစီရတော့ခမတရားဖြောင်ဖြောင်ပြီးလို့မရအောင်ဖုံးရင်းတုံတန်တွေကစုနေတော့သည်ကကိုကြီးဖုံးလာနေတယ်မကင်ဘူးကွာဘဲကဖုံးလာလားမကင်ဘူးကွာကြလိကြလိကြလိဆိုတဲ့ကလေးတန်ရောညူတန်ရောငှက်တန်ရောအခုခေစားနေတဲ့ဂန်နက်စတိုင်ရောအမျိုးမျိုးပဲတရားနာတဲ့အချိန်လေးဖုံးပိတ်ထားခဲ့ပါတော့လား ဒါမှမဟုတ်အိမ်မှာကျနေသူတယောက်ယောက်ကို ဖုံးအပ်ခဲ့ပါတော့လားတရားနာတာပဲအနောင်ဖွဲအလုံးမိထားရမှာပေါ့သူမအတွေ့များကဟိုရောက်တီရောင်သူစောင်းစင်ထဲမှာနောက်ဆုံးတော့ရနေတဲ့မဂ္ဂဇင်းကိုဆွဲထုတ်ပြီးစာမျက်နှာများကိုလှန်လျောနေမိသည်အေးသူရွတ်မယ်ဆိုရဲကဗျာဒီမဂ္ဂဇင်းထဲမှာပါတာပဲ သူမအတန်ထွက်ပြုံးမိလောက်အောင်ကြပြလေးပေါ်စိတ်ဝင်စားသွားသည်ကံပိကံပိတပိပိနေဝမ်းဆွေဝမ်းဆွေတဆွေဆွေနေဆိုတာကိုဖတ်မိတော့တခိခိရီမောမိသည်ရေးထက်လိုက်တာမျက်စိထဲကိုမြင်ရောက်လာတယ်ဟူဖော့ဖွာရွတ်သည်အကြီးကနာရီစီရောက်ပြန်ပါသည်အိုး၁၂နာရီတောင်ကြောပြီပဲသူဘာလို့ဖုံးမဆက်သေးတာလဲစိတ်မရှိကြနော် ဖုန်ကလေးကိုလှမ်းယူပြီး name ကိုမတော်တော့ပဲအလိုရနေသည့်ကနန်းများကိုလက်ညှိုးဖြင့်လိုက်ထောက်လိုက်သည်နောက်ထပ်မျိုးလေးတစ်မျိုးစီကူးမယ်လို့တော့မျိုးကန်လူငယ်တွေကရောက်မလာသည်ညာကပြောတာတွေပေါ်မနှစ်မျိုးလိုပဲအစီအစဉ်တွေပြက်ခံလိုက်ရပြီလားဟိုပြောဒီပြောနှင်းရေရာတိကျမှုမရှိပဲပွဲကပြက်မှလို့လို့ သူတို့ပြန်ရမှာဆိုရင်လည်းပြန်လိုက်ချင်ပြီသူထွက်လာသည့်နေ့ကသူမနေမကောင်းရင်ကျက်ပြီးအသက်ရှင်မောဖြစ်နေတာကြောင့်သူစိတ်ပူမိသည်ဒါကြောင့်ပြန်ရမှာဆိုရင်လည်းဘာကြောင့်လဲမှအချိန်ကိုမခံချင်တော့မင်းတို့ပြက်ပြက်တတလှုပ်လေငါမျက်နှာမပြက်ချင်ဘူးမအားမလက်တဲ့ချာလိုက်လာရတဲ့ဆရာတွေကွာကလေးကချီတွေမဟုတ်ဘူး ဦးဆောင်ခေါ်လာသူဆရာကြီးကသူ့လက်ကင်ဖုံးဖြင်းတဖက်လူကိုချဲနေပြီးတိတ်တော့မကြလိုက်သူတို့သွားရမည့်မြို့ကလေးကနေလာကျိုးတဲ့ကားကလေးရောက်လာသည် အချင်းချင်းတွင်ညှိနှိုင်းမရတာကနေတယောက်ယောက်ကဖွားလိုက်တာဟုဆိုသည်မြို့ကလေးရဲ့လူငယ်တွေနဲ့စကားကောင်းစဲမှပဲတဲမဲအိမ်ရောက်လာသည်ကောင်မောင်ချင်းမိနစ်20တတရှိသည်ယထာလူဆိုလင်းသောကက်လျက်ဘူတာ ငယ်နေပဲသူမစီဖုံးဆက်တော့သူတီးရသည်မြို့ကလေးเจ้าကိုငွေပြက်ကကုံလူလူပြောပြက်သွားသည်ရနန်းတစ်ထဲဟာဆရာမောင်သိန်းကန်ကပြရွတ်မဲกว่าတက်ကြွနေတဲ့သူ့ပုံကိုသူမမြင်စေခြင်းဆန်းလာသည်သူဒီလိုပွဲတွေကိုဒေတာအနှံ့ရောက်တော်လဲသူမကတော့ဇေယောင်တစ်ဖက်ဒါရေဝနာကြောင်တစ်ဖက်နဲ့မအားမလက်တာအကြောင်းပြလို့တခါလေးမှတော့လိုက်ပါမလာခဲ့ သူပြန်ပြောတာတွေတပြားလေးတွေနားထောင်ပြီးမျက်မှောင်ကျုံလိုက်ဟီမောလိုက်ဒါကတော့ဖောင်းဖြစ်တယ်ဒါလေးကတော့ကောင်းသားပဲနေဝေဖန်ရေးကလှုပ်လိုက်တယ်ညာပိုင်းပွဲကစတင်တာထဲနောက်ကျနေသည်မြို့ကလေးကဒီလိုပွဲမျိုးမလုပ်ဖြစ်တာကြပြီဆိုတော့စီစဉ်မှုတွေကဖြင့်လေးနေသည်ဖြစ်ချင်တော့အထူးအေဒေတော်တွေကြီးခုနှစ်ယောက်တောင်လာရောက်အားပေးကြတာမို့ ်ပွဲကလှုပ်သွားသည်ဟုထင်သည်အစီအစဉ်တွင်အားနည်းချက်ရှိပေမဲ့လမိုင်းစည်းသွားပုံရသည်ရှေ့စီရနှောက်ပြီးသူ့အလှေညစင်နာ ਈ ထိုးပြီးကံပိကံပိတပိပိနဲ့ဝမ်းဆွေဝမ်းဆွေတဆွေဆွေနဲ့သူပြောချင်သေးသည်သို့သောအချိန်ကလင့်နေပြီကတော့ကမျိုးပြောဟိုချန်ဒီချန်နှင်း၁၇နှစ်ထိုးတော့နောက်ဆုံးစရာအလှေ ဇေယကလည်းတနာရီနဲ့အပီးဖြက်ရလိမ့်မည်ဇေယရဲ့ရေရမှုတွေကောင်းစဉ်ကစိတ်ဝင်စားဖို့ကောင်းသည်ဇေယပြောမှနစ်မျောသွားတော့မိုင်လေဒီဆိုသည်ကွန်းတက်ပေါက်ခြေကပြုံနေသောဓာတ်ပုံပါအွက်ကလေးကိုလက်ညှိုးလေးဖိလိုက်ဖို့နေနေသားသားဖုံးပါဝါကိုပင် မဖွင့်မိတော့အခုလှည့်ပြီးပြိတ္တလည်းမစိုးဧည့်သည်တော်ကြီးတွေလည်းအခုမှပြန်နေ နောက်နေ့လွှတ်တော်တက်ရအောင်မှလေးရာသီဥတုကလည်းတအားအေးနေပြီသူမစီပြောမယ့်စကားတွေက လက်တလုံးမှာတိမ့်စီထားသလိုဖြစ်နေလေသည် လက်ကင်ဖုံးလေးရဲ့အလွတ်ရကနန်းတွေကိုလိုက်ထောက်ပြီးကောကိုနှိမ့်နားနှစ်ကက်သည် လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာဆက်ပိတ်ထားပါရဲ့ရှင်။အိုးဖုန်းပိတ်ထားတော့မယ်။ပွဲကမပြီးသေးဘူးထင်နေ။ဒါမှမဟုတ်ယထာစီဖို့ပြင်ဆင်နေတာများဖြစ်နေမလား။ညနေကပြောတော့ယထာကအချိန်မှန်12:55စိုက်တာတယ်။ဖုန်းမှာအထင်ရှားပါတဲ့အချိန်ကိုပင် နေရန်ရှိနိုင်နှင်းလှမ်းတိုက်မိသေးသည်၁၂နာရီ၁၀မိနစ်ဘူရာရောက်လောက်ပြီထင်သည် ဒါဆိုယထာပေါ်ရောက်မှဖုံးခေါ်မလားမသိ။အချင်းစင်းလေးကိုခေါင်းဖေညာရဲခေါင်းဖေညာလှည့်ချိုးပြီးဖြောက်သည်။စနစ်ခွဲလောက်ဆိုဖုံးခေါ်လိုက်မည်ထင်သည်။အိယာတက်လှဲနေရင်သားဤကရင်စီလှမ်းကြည့်သည်။နှစ်နှစ်ချိုက်ချိုက်အိတ်နေစေ။ဆယ့်နှစ်နာရီခွဲပြီးဖုံးဝင်မလာသည်။သူမရီကောလောက်လိုက်သည်။အเจ้าရာမပြောင်း ဖုံးပိတ်ထားတဲ့ရှင်မေဖြစ်နေသည်တနာယီဖုံးပိတ်ထားပါရဲ့ရှင်နှစ်နာယီဖုံးပိတ်ထားပါရဲ့ရှင်ဖះဖះခရီးသွားတဲ့ခါတိုင်းမှာတခါမှဖုံးမပိတ်ထားသူကအခုတော့သူမရင်မှာတတိတိခုံနေသည် သူနှစ်အတူပါဆီယာရီရဲ့ဖုံးတွေကိုခေါ်ကြည့်ရင်ကိုသူမဖုံးထဲမှာဒီဆီယာရီရဲ့နံပါတ်မရှိနိုင်တာကို သတိရသွားသည်အိုး မိနေလိုက်တာသူမိတ်ဆွေလင်းလုံးခင်စားပေးတတ်ရဲ့ဖုန်းနံပါတ်သူတိုက်ထုံးစောင်းတွေမှာရှိနေတာပဲတကောင်လုံးနှစ်နာရီကျော်ကြီးဖုံးဆက်ဖို့မကောင်းဒီလိုဆိုအိတ်လိုက်ရမှာလားဟဲ့အင်းမအိတ်ချင်တော့ဘူးရှင်ထဲမှာပူလောင်နေပြီအထီအပါတွေထိပ်ပုတ်ခေါင်းပုတ်တွေကိုပြိတက်ကသာကြိုက်တာနာလိုခံခက်ဖြစ်တဲ့သူတွေက ရှိနေသေးတာကို ဒီမိုကရေဘီလောက်ရသေးတာဆိုတဲ့ဟာတာကိုတတိယပြုံးရမှာပဲမဲ့သူမအတွေ့များကရောက်ရက်ခက်နေစဉ်ရေးခဲ့တဲ့ယတဝတ္ထုတွေအကြောင်းပြောမှာဝန်ထမ်းတွေရဲ့ဘဝကိုထိဟက်တာတွေနောက်အတွေ့ခေါ်ရင်တန်မှုစဖက်ရမယ်အကြောင်းတွေပြောမှာပါကွသူ့အတန်ကနားထဲကမထွက်စင်ပေါ်ရောက်တော့ဒီတွေ့အစီအစဉ်တွေများပျောက်သွားလေသလား သူမစောင်းစင်ထက်ကဖုန်းဒစ်ရှင်နရီစောင်းကိုဆွဲယူလိုက်သည်သူတို့ယထာစီယာမီဘူရာယုံဖုန်းနံပါတ်ကို ရှာတော့မတွေ့ဘူရာငယ်လေးမို့အော်တိုဖုန်းမရှိဟုထင်သည်မြို့ကလေးနှင့်အနီးဆုံးဟုထင်ရသည်ဘူရာကြီးကိုဖုန်းခေါ်ကြည့်ဖို့စိတ်ကူးဖြင့်ဖုန်းနံပါတ်ကိုရှာတော့တွေ့သည်လိုက်ကနေဝမ်းသာပြီးခေါ်ကြည့်လိုက်သည်ယုံပိုင်လေးလားလေးအစုံယထာအချိန်မှန်လား အိမ်မျိုးကထွက်သွားပြီလားသူမမေးတော့ဟိုကအိတ်ချင်မူတူမှုအပြေကအီအီအာအာအသေးချာကြားလိုက်ရတာကတော့ကျွန်တော်မူရာနဲ့အဝေးကြီးပြသူမဘာဆက်လုပ်ရမလဲခရီးသွားတိုင်းဖုံးလိုက်မိတဲ့နေရာရောက်တာနဲ့ဖုံးဆက်တဲ့သူကအခုဖုံးမပိတ်ထားသည်ဆိုတော့သူမအတွေ့တွေးစရာဖြစ်ကုန်ပြီစိုးရိမ်မှုဒီဂရီ ထိပ်ဖြားသို့ရောက်လို့ပြီး မျက်ရည်မျက်နှာစင်းကဘေကဘလိုစီးစင်းလာသည်မသိလက်ကုံနှစ်တုပ်လိုက်တော့ဤခနေရှိုက်မိသွားသည်သူမအင်ငူရှိုက်တန်းကြောင့်တာလီနိုးသွားမလားတစ်ချက်ကြည့်မိသည်အိတ်တဲ့အခါမှတော့ပြုံပြုံလေးအိတ်တဲ့သောတာလီကိုတစင်းစင်းကြည့်ရင်းနက်နက်လင်းတဲ့အခါစုံစမ်းသိရှိလို့ရလာမဲ့တဲ့င်းကစိုးရဆိုရင်တော့တာလီကိုဘလို့ပြောရမလဲတာလီသိရင်ခုံယူသွားမလားဝမ်းနေကြည်ကွဲသွားမလား ညလွန်မြောက်စေခြင်းပြီးမနဲ့ရထားဆိုင်ခြင်းကိုးနိုင်ကြောကို သူမမဆောက်နိုင်တော့မြို့ကလေးရဲ့ပွဲစီစဉ်သူတယောက်ယောက်ကိုချိတ်လို့ရအောင်စူးစမ်းကြည့်မြည်ညရေလွန်မြောက်ပါတော့အိမ်သူများမိသားစုများကိုခဏဆိုပြီးလိုက်သွားရကနှစ်တွေအများကြီးကြာမှဒံရရီနဲ့ပြန်လာရသူတွေလုံးဝပြန်မလာရသူတွေရဲ့မိသားစုများကိုကိုကျင်းစာစိတ်ကအတိုင်းစားမရှိဖြစ်လို့သွားသည် မဖြစ်ပါစေနဲ့လွတ်လပ်မှုအတိုင်းဒါတွင်မှလွတ်လပ်စွာရေးသားပြောဆိုခွင့်ရှိသူနိုင်ငံသားတိုင်းမှာအနေရရနေလို့မရှုရှိုက်ပြရစေနဲ့အတွေးရောက်ရခဲ့မှုကအိတ်ချင်စိတ်ကိုလှုပ်ခါနေပုံရသည် သူမတပြင်းမိုးကိုသာချမိနေသည်ရထားပေါ်ရောက်ပြီး83နှစ်ဆရာနှင့်68နှစ်ဆရာတို့ကို အောက်ထက်အိတ်ဆက်မှနေရပြီး သူကအပေါ်ထက်မှနေရာယူသည်ည7:15မိနစ်အချိန်မှယထားရင်ဗရင်းပေါက်တကားတွေကိုပိတ်ထားပေမဲ့အအေးထံကလွန်လွန်ကဲကဲမှုလေသာဂျက်ကင်ဆစ်ဆွဲ ဟန်ဘက်ထဲကဘောင်းမီရှိထုတ်ဝဲပစိုးနှစ်ပပတ်တဖက်မှာပုံနေသည်အရခင်းဖြူကိုချုပ်အိတ်တော်အတန်အသင့်နှွေးထွေးသွားသည်ဟင်ဖုံးမဆက်ရသေးပါလားလိုင်းမိတော့ဆက်မှာ သူအတွေးဖြင့်လေသာကြခင်အတွင်းအိတ်ထဲမှဖုံးဆွဲထုတ်ပြီးပါဝါခလုတ်လေးကိုဖိနှိပ်လိုက်ဖို့စိတ်ကူးသည်အခု၁၂နာရီခွဲလောက်ပြီ သူမအိယောပေါ်ညတိုင်းည၁၇နာရီကျော်မှအိယာပြီးတာချောင်းသွားဖို့မနေ့၆နာရီလောက်မှအိယာထားရတဲ့သူမအနားယူချိန်လေးကိုမယောမထိစေချင်ပါပင်မနှွဲ့နေမှုရင်ကျက်ယောဂါကြောင့်တောက်ရတဲ့စိတ်ချိန်နဲ့ မိမောမေစနေရခိုင်မှာသူ့ဖုံခေါ်တဲ့ကြောင့်လက်နူးသွားမှာကိုသူ့စိုးရိမ်မိသည်ဖုံပါဝါကလုတ်လေးကိုဖိနှိပ်လိုက်ဖို့စိတ်ကူးကို ခြိပြက်လိုက်တော့သည် မနက်မှာပဲဖုံခေါ်ဖို့စိတ်ကူးကို အတီးပြုတ်လိုက်လေသည်ယထာကလှုပ်လှုပ်ရမ်းရမ်းမှုပကတ်လွှဲနေတဲ့ကဲတို့ဖြစ်နေတော့လေသူမျက်ခုံများလေးလံလာသည်စစောပိုင်းကစကားဖောင်ဖွဲနေတော့ဆရာကြီးနှစ်ယောက်လေးတိတ်ဆိတ်သွားပြီ ူလည်းမျက်လုံးစုံမိယောဂေတာတွေပြန်စင်းစားအချိန်နဲ့လို့မပြောလိုက်ရတဲ့ဝတ္ထုတွေကိုစိတ်ထဲကပြောအိတ်တဝက်နိုးတဝက်ဏီကုံမိုက်ဝတ္ထုကကြောင်ကလေးတွေအကြောင်းကြောင်ကလေးတွေကိုကြိုက်တတ်တဲ့ကြောင်ကြီးကို့မျိုးဆွေတွေကို ပြန်တတ်တဲ့ကြောင်ကြီးတစ်ကောင်နဲ့ထိတ်တန့်ရင်ဆိုင်ရတော့နောက်ဆုံးမှာကြောင်ကြီးကြောင်လန့်တကြားထွက်ပြေးအမိုက်ကန်နဲ့ကြာသွားဝတ္ထုနောက်ဆုံးပိုက်ဖြစ်တဲ့ ကြောင်ကြကြရေမကူးတက်ဘူးကိုတငယ်ချင်းကြကြနှင်းကဝိတုရဲ့အသက်ပဲလို့ပြောခဲ့တာတွေကိုတတိယသည်ဘယ်ချိန်လောက်ရှိပြီလဲလက်ကနာရီကိုမြောက်ကြည့်လိုက်ရင်တော့အချိန်တိမြင်အချိန်တိတော့ဘာလို့မှလဲအတွေးများဟိုရောက်ဒီရောက်မျက်ခုံများဣတွေးလေးလည်လာသည် သူအိပ်ပျော်သွားသည် မဟုတ်သေးဘူးအိတ်တဝက်နူးတဝက် ၆နာရီလောက်မှအိယာတွေကလူလက်ထရင်ဖုန်းမစိတ်ပေါက်ကိုဖွင့်ကြည့်သည်ဆန်မာ where are you i am worry you ဆိုတာပဲရှိနေသည်သူမစိုးရင်အမြင့်ဆုံးအမှတ်ရောက်နေပြီသူမထက်ကြိုးစားကြည့်သည် head ဆိုသည်အမြင့်ဆင်းရှိအွက်ကလေးကိုလက်ဖြင့်ဖိနှိပ်လိုက်သည်ညကအပြေးတိုင်းလူကြီးမင်းခေါ်ဆိုသောဖုန်းမှာဆက်ပိတ်ထားပါတယ်ရှင်မဖြစ်နေလေသည် ညာကစဉ်းစားထားတဲ့အတိုင်းသူ့ဝိထုတူပေါင်းချုပ်စာအုပ်မှာပါသည့်ဖုန်းနံပါတ်ကိုခေါ်ကြည့်လိုက်သည်မိင်္ဂလာပါဆရာအခုထိဆက်သွယ်လို့မရဘူးအတူပါသားတဲ့ဆရာကြီးရဲ့ဖုန်းနံပါတ်သိရင်ပေးပါဆရာကျွန်တော်လဲစိတ်ပူသွားပြီဗျာဖုန်းနံပါတ်တွေရှာပြီးပြန်ဆက်ပါမယ်သူမချုံပွဲချောင်းကိုပြစ်လိုက်သည်ကျောင်းဝင်းဆောင်လင်းနေသည့်တားလေးကြားသွားမှာကိုဆိုရင်မိတော့ရှိုက်တန်ကတူတူဖွားဖွား 6နာရီလောက်မှအိယာကလူလဲထာရင်ဂျက်ကင်အတွေ့အကဲထဲမှဖုန်းကိုထုတ်ပါဝါဖွင့်လိုက်သည်။သူမအိယာနိုးလောက်ပြီးဖုန်းဆက်မီဆက်ကူးဖြင့်မိုင်းလေးဒီကို ရှာမီဆိုမှဖုန်းဆက်ခွင်မှမဖွင့်ရသေးပဲစာအိတ်အမှတ်သားလေးပေါ်နေတာကြောင့် message menu ကို ဖွင့်လိုက်သည်။ Where are you? I am worry you. သူချက်ချင်းပဲဖုန်းခေါ်လိုက်တော့သည်ဘယ်မှလဲအခုဘယ်မှလဲ ငိုတန်ဆွဲတုံ့နှုတ်နေသည်သူမအတန်။ဘာဖြစ်လို့အလောတကြီးမေးနေရတာလဲ။ပကိုးရောက်တော့မယ်လေ။နောက်နှစ်နာရီဆိုရထားဆိုင်မယ်။ခမည်းဗျာ။ဆက်မပြောတော့တအင်းအင်းဆိုင်တန်သာဖုန်းနှင်းဝင်လာသည်။သူမစိတ်တူတိုင်းခမည်းတုံးနေကြ။ဘာဖြစ်တာလဲ။ဘာရင်းများဖြစ်ကုန်ပြီလဲ။တညာလုံးဖုန်းပိတ်ထားချိန်မှာဒါအမိတွေဘာများဖြစ်သွားကြလို့လဲ။ဒီတခါမှသူ့စိုးရိမ်မှုက သူရွတ်ခဲတဲ့ကြပြလေးကလိုထမ်းမင်ထိပ်ပြားရောက်သွားလေပြီဟယ်လိုဟောဗျာဖုန်းလိုင်းကပျောက်သွားလေပြီပစံပေးရိုက်ခံရတယ်လို့ပဲခုံတဲ့ခါဘလို့နေရမယ်ခါတဲ့ခါဘလို့ရမ်းရမယ်ဆိုပြီးယထာစီနိစာအုပ်ထုံးရင်ထုံးမယ်နော်ဆရာတွေဟာတာကရင်ထဲမရောက်တော့ဖုန်းလိုင်းတုံးလေးတွေတက်လာမယ့်အချိန်ကိုသာစောင့်ကြည့်နေမိသည် ဓာပိမာတစ်ကျင်း၄000ကံမာတစ်ကျင်းတိုးကြောင်ကလေးမာတစ်ကျင်းမလွှာကုန်းမာတစ်ကျင်းဘူရာကြီးရောက်တော့တစ်ကျင်းသူမစီဆက်တဲ့ဖုံးရည်အတွက်ပဲဖြစ်သည် သူမအီးတုတ်မြန်စကားကတော့"သွားအခုမှလာဆက်နေ"ကျမလေးရှင်ပါသွားပြီမှတ်လို့ရေပေါ်များဆရာများကိုတတိတခု ပေးရလိမ့်မည်မိသားစုရဲ့မျက်စိအောက်ကလွတ်သွားတဲ့အခါ ဖုံးလေးအမြဲဖွင့်ထားဖို့ပါလေရေရှန်ကယ်လီယာမဂ္ဂဇင်းဧပြီ2013အဆုံးထိနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်